အားလုံးမင်္ဂလာပါတရှိဝတ်သက်မှာကြိုဆိုလိုက်ပါရှင်ဒီနေ့ဗီဒီယိုမှာတော့ Photoshop သင်ခန်းစာအပိုင်းနဲ့အနေနဲ့အာ Photoshop မှာပုံတွေကိုဘယ်လိုဖွင့်ရမလဲပုံဖွင့်နည်းအမျိုးအစားဘယ်နှမျိုးရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပြီးတော့မှာပဲဖြစ်ပါတယ်ပထမအဆုံး Photoshop မှာပုံတွေကိုဖွင့်ရှင်းနေဆိုလို့ရှင်ပေါ့နော်ပထမအဆုံးနေရာတော့ဒီ Photoshop ဖွင့်ရှင်းမှာဒီရဲ့ screen လေးကိုမြင်ရလိမ့်မယ်ပေါ့နော် တွေ့လို့ရှိရင်ဒီပေဖက်တောင်းလေးတွေ့ရလို့ရှိရင် open ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်အဲ့တော့ဒီ open လေးကိုနှိပ်ပြီးတော့ကိုဖွင့်ဖွင့်ရှင်တဲ့ပုံရှိတဲ့နေရာကိုတွားပေးရင်ရပါတယ်ဆိုတော့ပုံရှိတဲ့နာတော့လိုက်ပါမယ် အာတာပြီးသားပြီဆိုလို့ရှိရင်ကိုဖွင့်ရှင်တဲ့ပုံလေးကိုလာပြီးတော့ရွေးပေးရပါလိမ့်မယ်အကယ်၍ဒီပုံဖွင့်ရှင်တဲ့ဆိုရင်သူကနေပြီးလို့ရှိရင် open ဆိုတာလေးကိုနေပေးရပါလိမ့်မယ်အာဒါတော့ပထမနေပေါ့နော် ပထမနေကတော့ဒီ new file ရဲ့အောက်မှာရှိတဲ့ open လေးကိုနှိပ်ပြီးတော့လာဖွင့်တာပဲဖြစ်ပါတယ်ဒုတိယနေကတော့ file နဲ့ကိုတွားရပါလိမ့်မယ် file ဆိုပြီးတော့ open ဆိုတာလေးကိုနှိပ်ပေးပါအာနှိပ်ပြီးလို့ရှိရင်ကိုဖွင့်ရှင်တဲ့ပုံရွေးပြီးတော့ open ဆိုတာလေးကိုနှိပ်လိုက်ရပါတယ် နောက်ထပ်တတိယအနည်းတစ်ခုကတော့ခုနတော့က file open ဆိုတဲ့ shortcut key တွေကိုလာပြီးတော့နှိပ်ပင်ရပါတယ် control o control o shortcut key တွေကိုတွင်နေလိုက်ပါမယ်ဒါဆိုလို့ရှင်သူဒီရဲ့ပုံယူလို့ရမယ် screen box လေးကြားရလိမ့်မယ်ပေါ့နော်အဲ့ဒီရဲ့နေရာမှာပဲကိုဖွင့်ရှင်တဲ့ပုံလေးကိုနှိပ်ပြီးတော့ open ဆိုတာလေးကို rely ရပါတယ်ဒီကတော့ညီမတို့ပုံကို Photoshop ထဲကနေလာပြီးတော့တန်းဖွင့်တာပေါ့နော်အကရေကိုက Photoshop ထဲကနေမဖွင့်ရှင်ဘူးတသက်အပြင်ကနေဖွင့်ရှင်တယ်ဆိုလို့ရှင်လည်းကိုဖွင့်ရှင်တဲ့ပုံရှိတဲ့နေရာလေးကိုသွားလိုက်ရပါတယ်အဲ့တော့ Find Explorer ကိုဖွင့်လိုက်မယ်ပေါ့နော်ဖွင့်ပြီးသားရင်ဒီကို screen သေးလိုက်မယ်ပြီးသွားပြီဆိုလို့ရှင်ကိုဖွင့်ရှင်တဲ့ပုံတစ်ပုံထောက်ပြီးတော့ right click နေပါမယ်အာပြီးရင် open with ဆိုတာလေးကိုတွားပေးပါ open with ပြီးနာမှာ Adobe Photoshop ဆိုတာလေးကိုလာပြီးတော့ယူပေးရပါလိမ့်မယ်ပြီးရင်တော့သူတစ်ချက်ကလစ်နေလိုက်ပါ အဲဒါဆိုလို့ရှိရင်တော့ခုနတော့အကိုရွေလိုက်တဲ့ပုံလေးကဒီ Photoshop ထဲမှာလာပြီးတော့ပွင့်လာမှာပေါ့နော်ဒါတော့ Photoshop အပြင်ကနေပြီးတော့ပုံကိုလာဖွင့်တဲ့နေ့ပထမနေ့ဖြစ်ပါတယ်ဒုတိယနေ့ကတော့အာ DF Fine Explorer ပဲဖွင့်ပြီးတော့ကိုပုံရှိတဲ့နေရာကိုတွားလိုက်ပါပြီးလို့ရှိရင်ကိုဖွင့်ရှင်တဲ့ပုံကို clip ဖြီးပြီးတော့ဒီ Photoshop ထဲကဒီအပေါ်ကဘာတန်လေးပေါ်မှာဒီနေရာမှာလာပြီးတော့ဆွဲတင်ပေးလိုက်ပါပြီးရင်တော့တစ်ချက်လွတ်လိုက်ပါနော် အာဒါဆိုလို့ရှိရင်ပုံကဒီ Photoshop ထဲမှာပွင့်လာမှာပဲဖြစ်ပါတယ်အဲ့တော့အာ Photoshop မှာပုံဖွင့်နည်း၅မျိုးရှိရပါတော့ပထမနေရာတော့မတို့ဆက်ပွင့်အာ Photoshop ပွင့်ဖွင့်ရှင်ပေါ်လာတဲ့ new file အောက်က open လေးကိုနှိပ်ပြီးဖွင့်တာပဲဖြစ်ပါတယ်ဒုတိယနေရာတော့ file open တတိယနေရာတော့ control o shortcut key နဲ့လာတုံးပြီးတော့ဖွင့်တာပေါ့နော်နောက်ထပ်ကြံတဲ့နေရာတော့ Photoshop ရဲ့အာ Photoshop ထဲကနေဖွင့်တာမဟုတ်ဘဲね Photoshop အပြင်ဘက်ကနေလာပြီးတော့ဖွင့်တာမျိုးဖြစ်ပါတယ် အဲ့တော့အာညီမတို့ကပုံတွေဖွင့်ပြီးသားပြီဆိုလို့ရှင်သူ့ကိုဘယ်လိုပိတ်ရမလဲဆိုတာလည်းဒီဖို့လို့ရရဲ့ပေါ့နော်အဲ့တော့ပိတ်ရှင်နေဆိုလို့ရှင်ကိုကဒီကိုပိတ်ရှင်နေပုံလေးနားလေးမှာဒီလိုမျိုးအမြောက်ပုံစံနေရှိမယ်ပေါ့နော်သူ့ကိုတရှင်းနေလိုက်လို့ရှင်အာညီမတို့ဖွင့်ထားရဲ့ပုံတွေကပိတ်သွားပါလိမ့်မယ်အဲ့တော့ကိုကပုံတွေအများကြီးဖွင့်ထားတယ်ဆယ်ပုံလောက်ဖွင့်ထားတဲ့ဟာကိုတခါတည်းတန်ပိတ်ရှင်နေပေါ့နော်အဲ့ဒါဆိုလို့ရှင်ညီမတို့အာဒီအပေါ်ကပုံဖွင့်ထားတဲ့ပုံရဲ့နာမည်နေရာမှာကိုကြိုက်တဲ့ပုံတစ်ပုံပုံပေါ်ထောက်လိုက်လို့ရပါတယ် right click ကိုနှိပ်လိုက်ပါနှိပ်ပြီးသားနေမှာ close နဲ့ close all ဆိုပြီးရှိရပေါ့နော် close ကတော့ဒီပုံတစ်ခုတည်းအဝယ်ပိတ်တာဖြစ်ပြီးတော့ close all ကတော့ပုံအကုန်လုံးပိတ်ပေးရဖြစ်ပါတယ်အဲ့တော့ close all ကိုနှိပ်လိုက်လို့ရှိရင်ပုံအကုန်လုံးပိတ်သွားမှာပဲဖြစ်ပါရဲ့ရှင်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲတည်ရှင်တာလေးများရှိလို့ရှိရင် comment မှာရေးထားခဲ့လို့ရပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်